မင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေသတင်းများကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မုံရွာနမခရေကဂျိုင်ရိုကော့ပတာ၃စီအရာတော်နယ်ကိုပုံကျဲဖို့ပြန်တန်းသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်စကိုင်းတိုင်းမုံရွာမြို့အနောက်မြောက်တိုင်းစစ်တာနာကျုံနမခရေကဂျိုင်ရိုကော့ပတာတွေကိုစစ်ကောင်စီကစတင်အုံပြုနေပြီလို့မုံရွာမြို့နယ်သတင်းပြန်ကြားရေးတာဝန်ရှိသူကသတင်းဌာနကိုပြောပါတယ် ဒီကနေ့စက်တင်ဘာ28ရက်နေ့လယ်3နာရီခန့်ကဂျိုင်းရိုကော့ပရာ3စီနမခရဲကနေအရာတော်မျိုးနယ်ဘက်ကိုပြန်တန်းသွားတာလို့ဆိုပါတယ်။ဂျိုင်းရိုကော့ပရာကိုစကိုင်းတိုင်းမှာအကြမ်းဖက်စစ်တပ်ကစတင်အုံပြုနေပြီလို့အထက်ပါတာဝန်ရှိသူကပြောပါတယ်။အရာတော်နဲ့အရှိတောင်ကျမ်းဘက်ကိုနမခဘက်ဂျိုင်းရိုကော့ပရာတိုက်ခိုက်ရင်3စီဟာဘုံကျဲလေကြောင်းတိုက်ခိုက်မှုစတင်ပြုလုပ်နေပြီလို့လည်းသတင်းဌာနကဒီကနေ့နေ့လယ်3နာရီ33မိနစ်ကအတည်ပြုထားပါတယ်။ အခုစက်တင်ဘာ22ရက်ကမိထီလာလေတက်ကနီနာမခကိုဂျိုင်ရိုကော့ပတာ3စီးရောက်ရှိလာခဲ့တာလို့မုံရွာပကဖတာဝန်ရှိသူကသတင်းဌာနကိုပြောပါတယ်။ဒီနေ့အရာတော်မျိုးနယ်အတွင်းစစ်ရေးအခြေအနေအရငွေတွင်ကြီးရွာဘက်ကထွက်လာတဲ့စစ်ကောင်စီတပ်စစ်ကြောင်းဟာမင်းရွာကြီးကြီးရွာကိုရောက်ရှိနေပြီးအရာတော်စခတာ30ကနေဟောင်ဝိဇာလက်နက်ကြီးနဲ့ရန်တမ်းပစ်ခတ်နေတယ်လို့အရာတော်ပကဖကဆိုပါတယ်။ ဒါပြင်အရာတော်အရှိတောင်ကျမ်းမှာလေးချောင်းတိုက်ခိုက်မှုပြုလုပ်ထားပြီးအရာတော်ထီဆောင်ညင်းမူလန်ပိုင်ကိုလုံးဝအသုံးမပြုကြဖို့တိုက်တွန်းထားပါတယ်။စက်တက်လေဒီထက်ပိုပြန်တန်းနိုင်တာနဲ့ပေါက်ကွဲအပြင်ပုံတွေတည်ဆောင်နိုင်တဲ့ဂျိုင်ရိုကော့ပရာတွေကနာမခါကနေကီလိုမီတာတရာအတွင်းအရာတော်ချောင်းဦး၊ညင်းမူ၊ဘူးတလင်းမြောင်းစာလင်ကြီးပလဲရင်းမာပင်စကိုင်းဝက်လက်ရွှေဘုံခင်ဦးဒီပဲရင်ရေဦးအပြင် မကွေးတိုင်းတဲကရေစကြိုမြိုင်ပေါက်နဲ့မန္တလေးကငန်းစုံမြင်းချံမြို့နယ်အတီဖြတ်ကျက်နိုင်တယ်လို့လည်း လေချောင်းစောင့်ကြည့်ရေးအဖွဲ့ဝေဟင်ကအသိပေးထားပါတယ်။ဂျိုင်းရိုကော့ပတာဟာစက်တက်လေဒီတွေလိုအတန်စူညံတာစက်တက်လေဒီတွေထက်အမြင့်ပေပုံမှုပြန်တန်းလေးရှိတယ်လို့သိရပါတယ်။ဒါပြင်စက်တက်လေဒီတွေထက်ပုံမှုမြန်ဆန်ပြီးတနအီကီလိုမီတာ90တော့ဝင်ကျင်ပြန်တန်းလေးရှိတယ်လို့ဝေဟင်ကခန့်မှန်းပါတယ်။လက်နက်တပ်ဆင်မှုအနေနဲ့120မမဘုံသီးတွေချိတ်ဆွဲအုံပြုနိုင်ပြီးဓစီကိုဘုံသီး၃လုံးဝင်ကျင်တည်ဆောင်ကျဲချနိုင်ပါတယ်။ ဂျိုင်ရိုကော်ပတာနဲ့တိုက်ခိုက်ခဲ့မှုကိုမန္တလေးတိုင်းမြင်းချမ်းမှာဇူလိုင်16ရက်ကစတင်အသုံးပြုထားတယ်လို့သိရပါတယ်။ဆက်လက်ပြီးဝိုင်းမော်လက်မြန်ရှိတဲ့စခန်းတွင်စစ်ကော်မရှင်ဤခမာယ338တည်ရင်မှုတည်ဆုံနေဆိုတဲ့တင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်လက်မြန်ကျေးရွာအနီးစစ်ကော်မရှင်ပူးပေါင်းတပ်နှင့် KIA တို့တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်းသိရပါတယ်။လက်မြန်ရွာအနီးစစ်ကော်မရှင်ဤရှိတဲ့စခန်းတွင် ခမာယ338ဤတရင်မှုဖြစ်သူကိုစက်တင်ဘာ26ရက်ညနေပိုင်းတွင် KIA ကပြစ်ခတ်တိုက်ခိုက်ခဲ့ရာဒဏ်ရာပြင်းထန်စွာရရှိပြီးစေယုံပို့ဆောင်စဉ်လမ်းလိုက်တည်ဆုံသွားကြောင်းကချင်တရင်ရင့်မြစ်ထံမှသိရပါသည်။ရှေတန်းစခန်းကိုတရင်မှုကစစ်ဆေးနေချိန်ပြစ်ခတ်ခံရတဲ့စေယုံပို့တဲ့လမ်းမတွင်အသက်မရှိတော့ဘူးမှတ်မိလိုက်ဘူးသိတယ်။အဲ့ဒီလိုသတင်းထွက်လာပါတယ်ခုကချင်တရင်ရင့်မြစ်ကသတင်းဌာနကိုပြောပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာ22ရက်နေ့မှစတင်က ဝိုင်းမော်မျိုးဆောင်တပ်ခလာရ58တပ်ရင်းအကျော်တွင်စစ်ကော်မရှင်တပ်မင်းစီတပ်ပြည်သူ့စစ်ပူးပေါင်းအဖွဲ့နှင့် KIA တို့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပါသည်။ဝိုင်းမော်ဝါရှောင်လမ်းမကြီးအတိုင်းစစ်ကော်မရှင်နှင့်ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့ကစစ်ကြောင်းထိုးလာတဲ့အတွက် KIA နဲ့ထိတွေ့တိုက်ပွဲများပြင်းထန်လာခြင်းဖြစ်ပါသည်။ကချင်ပြည်နယ်အတွင်းဗမော်ဝိုင်းမော်နှင့်တနိုင်းတို့တွင်တိုက်ပွဲများရှိနေပြီးပြီးခဲ့တဲ့စက်တင်ဘာ25ရက်နေ့ကရှင်ပွေရံမြို့ကိုစစ်ကော်မရှင်ကဝိုင်းတွဲလျင်ဖြင့် 6ကြိမ်လာရောက်ပြီးဘုံသီး26လုံးကျဲချခဲ့ကြောင်းသိရပါတယ်။ဆက်လက်ပြီးတရချောင်းမြို့နယ်အုတ်တူရွာတွင်စီချိုယောဂကြောင့်ခြေထောက်ဖြတ်ထားရသည့်အသက်85နှစ်အရွယ်အဖွားအိုတဦးကိုစစ်တပ်ကအာဓမပြုကျင့်နေဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။တနင်္သာရီတိုင်းတရချောင်းမြို့နယ်အုတ်တူရွာတွင်စီးချိုယောဂကြောင့်ခြေထောက်ဖြတ်ထားရသည့်အသက်85နှစ်အရွယ်အဖွားအိုတဦးကိုအကြံဖတ်စစ်တပ်ကအာရမပြုကျင့်ခဲ့ကြောင်း တဝက်ခရိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှုတပိတ်ကော်မတီသတင်းနှင့်ပြန်ကြားရေးတာဝန်ခံဘွန်းကသတင်းဌာနကိုပြောပါရယ်စက်တင်ဘာလ28ရက်နေ့ညနေ4နာရီခန့်တွင်တရက်ချောင်းမြို့နယ်အောက်တူကျေးရွာရှိအသက်85နှစ်အရွယ်အကွာအိုတအူကိုအကြံဖက်စစ်သားတအူကအရမပြူကျင့်ခဲ့ခြင်းဖြစ်ကြောင်းသိရပါရယ်တရက်ချောင်းမြို့အခြေဆိုင်အကြံဖက်စစ်တပ်စစ်ကြောင်းသည်ယခုလစက်တင်ဘာလအတွင်းအောက်တူကျေးရွာတဝိုက်ကိုစစ်ကြောင်းထိုးနေခြင်းဖြစ်ပြီးရင်းစစ်ကြောင်းတွင်လိုက်ပါလာသောစစ်သားတအူကအရမပြူကျင့်ခဲ့ခြင်းဖြစ်ကြောင်းသိရပါရယ် အကျံဖက်စစ်တာအာဓမပြုကျင့်သွားသောအဖွားအိုသည်စီချိုယောဂကြောင့်ခြေထောက်ဖြတ်ထားရသည့်ဒုခိတတအူဖြစ်ပြီးနေအိမ်တွင်တူးတည်းရှိနေစဉ်အာဓမပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။လက်ရှိချိန်တွင်အာဓမပြုကျင့်ခံရသောအဖွားအိုသည်ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာထိခိုက်မှုအခြေအနေနှင့်ကြုံတွေ့နေရပြီးကျန်းမာရေးအခြေအနေကိုဆက်လက်စောင့်ကြည့်နေရကြောင်းသိရပါသည်။ ထို့သောအသက်အရွယ်ကြီးမြင့်နေပြီဖြစ်သည့်အပြင်ဒုက္ခိတတအုပ်လည်းဖြစ်သည့်အဖွားအိုတအုပ်ကိုအာရမပြုကျင့်ခဲ့မှုသည်အကြံဖတ်စစ်တပ်၏အလွန်အလွန်လူမဆန်အောက်တန်းချလွန်သည့်လုပ်ရက်ဖြစ်ကြောင်းဒဝဲခရိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီကထုတ်ပြန်ထားပါရယ်ဆက်လက်ပြီးငင်းချံမှအကြံဖတ်စစ်အုပ်စုရဲ့လက်ပါစီခပိုက်ဆောင်တီတာယုမွန်ပြူပူပေါင်းအဖွဲ့ကိုတော်လန်ရေးပူပေါင်းတံများမှကြားဖြတ်တိုက်ခိုင်း ဒေါ်လာရေးပူပေါင်းတံများရဲ့၃ရက်ကြာချိန်မုံတိုက်ခိုက်ခံရပြီးအကြံဖတ်စေအုပ်စုနဲ့တီတာယူမွန်ဖြူအဖွဲ့အထည်နာပြီးပြန်ဆုတ်ပြေးတဲ့ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။မန္တလေးတိုင်းမြင်းချမ်းမြို့နယ်အရှိချမ်းညောင်ပင်ကြီးရွာဘက်ကိုစက်တင်ဘာ25ရက်ကစတင်ကစစ်ကြောင်းထိုးလာတဲ့အာနာသိန်းစစ်အုပ်စုနဲ့တီတာယူမွန်ဦးဆောင်တဲ့ဖြူစော်တီပူပေါင်းအဖွဲ့နဲ့ဒေါ်လာရေးတပ်တွေ၃ရက်ကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်အုပ်စုအထည်နာကပြန်ဆုတ်ပြေးတယ်လို့ဒေသခံဒေါ်လာရေးတဲ့ရင်မြက်ကသတင်းဌာနကိုပြောပါတယ်။ ညင်းချန်နှထိုးကြီးလမ်းပိုင်းပေါ်မှာရှိတဲ့မြောင်ပင်ရွာကိုစစ်အုပ်စုနဲ့ပြုံအင်းအား200ကျော်စုဖွဲ့ကစက်တင်ဘာ25ရက်မှာစစ်ကြောင်းထိုးလာလို့တော်လန်ရေးပူပေါင်းတပ်တွေကတိုက်ခိုက်ရာစက်တင်ဘာ28ရက်ညပိုင်းတီတိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။တိုက်ပွဲဖြစ်တာကမနက်ကနေတနေကုန်နီးပါးတိုက်ပွဲဖြစ်တယ်။ညပိုင်းတီဖြစ်ခဲ့တာကျွန်တော်တို့ဘက်ကကြားထိုးပြီးတော့ကိုသူတို့ကိုအထိနာအောင်တိုက်နိုင်ခဲ့တာ။အခုသူတို့စစ်အုပ်စုဘက်ကအထိနာသွားတော့ရှေ့ဆက်တက်မလာတော့ဘဲနဲ့ပြန်ဆုတ်သွားပြီ။ဒီကနေ့မှတော့တိုက်ပွဲမရှိတော့ဘူး။ ကျွန်တော်တို့ဘက်ကနေနေရှင်းလင်းရေးလုပ်ပြီးသွားပြီတိုက်ပွဲမှာကျွန်တော်တို့ဘက်ကတော့ထိခိုက်သေးဆုံးတာမရှိဘူးသူတို့ဘက်ကတော့ထိခိုက်သေးဆုံးတာတွေကိုကားရီနဲ့ပြန်တည်သွားတယ်လို့သတင်းရထားတယ်ငင်းချန်တဲ့အရှိအချံကညောင်ပင်ရွာတိုက်ပွဲမှာငင်းချန်ခရိုင်အမှတ်ခွနစ်တက်ရင်0ပျောက်ကြားတက်ခွေငင်းချန်ခရိုင်အမှတ်နစ်တက်ရင်ငင်းချန်ခရိုင်ပါကဖစတဲ့တော်လန်ရေးပူပေါင်းတက်တွေကတိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့ဆိုပါတယ်တိုက်ပွဲအတွင်းစစ်အုပ်စုကညောင်ပင်ရွာကိုဒရုန်းနဲ့ဖုံးတိချတာတွေကြောင့် နေအိမ်နှလုံးမီးလောင်ပျက်စီးတယ်လို့ဒေသခံတော်လှန်ရေးသတင်းရင်းမြစ်ကပြောပါရယ်။ညောင်ပင်ရွာတိုက်ပွဲနဲ့ပတ်သက်ပြီးစစ်အုပ်စုကသတင်းဖြန့်ရမှာတော့စက်တင်ဘာ25ရက်ကတီတာရုံမုံဦးဆောင်တဲ့စစ်အုပ်စုနဲ့ပြူတွေညောင်ပင်ရွာကိုထိုးစစ်ဆင်တိုက်ခိုက်ခရာစက်တင်ဘာ26ရက်နေ့လယ်ပိုင်း PDF တွေကျေးရွာအတွင်းကဆုတ်ခွာထွက်ပြေးသွားခဲ့ပြီးနောက်ညပိုင်းမှာ PDF တွေကလက်နက်ကြီးတွေနဲ့ပြန်လည်ပြစ်ခတ်ထိုးစစ်ဆင်လာလို့စစ်အုပ်စုပြန်လည်ဆုတ်ခွာလာခဲ့ရပြီးနှစ်ဖက်စစ်ဆိုင်ထားတယ်လို့ဆိုပါတယ် မြင်းချန်နယ်တထိုးကြီးနယ်အဆက်ကားလမ်းပေါ်မှာရှိတဲ့ညောင်ပင်ရွာဟာအင်ဂျင်900ဝန်းကျင်နဲ့လူဦးရေ4000ကျော်ရှိပါတယ်။လက်ရှိမှာညောင်ပင်ရွာကဒေသခံတွေအပါအဝင်အနီးဝန်းကျင်ကြီးရွာတွေကထောင်ထဲချီတဲ့ပြည်သူတွေစစ်ပေးတင်းရှောင်နေကြရပြီးစားနပ်ရိက္ခာအကူအညီတွေလိုအပ်နေတယ်လို့စစ်ရှောင်တွေကိုကူညီပေးနေသူတွေကဆိုပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလကလည်းမြင်းချန်နယ်အရှိချမ်းနဲ့နထိုးကြီးနယ်အနောက်ချမ်းကကြီးရွာတွေကိုစေအုပ်စုနဲ့တီတာယူမွန်ဦးဆောင်တဲ့ပြည်တွေအင်အား1000ဝန်းကျင်နဲ့စစ်ကြောင်းထုတ်ပြီး ရွာစဉ်ပတ်မွေလူသက်လူရဲမိရှုခဲ့တာကြောင့်ရွာပေါင်းဆယ်ရွာကျော်ကစုစုပေါင်းအင်ဂျီ1500ကျော်ပြီးလောင်ပြက်စီကဒေသခံ25ဦးထက်မတဲ့ဟန်စီတက်ဖြတ်ခံခဲ့ရပါတယ်။ဆက်လက်ပြီးခင်ဦးမျိုးနယ်အတွင်းအကြံဖက်စစ်အုပ်စုစစ်ကြောင်းပြက်တီအထိတိုက်ခိုက်ချိန်မုံခဲ့တဲ့တိုက်ပွဲမှတ်တမ်းရုပ်သံခင်ဦးပကဖထုတ်ပြန်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။စကိုင်းတိုင်းရွှေဘိုခရိုင်ခင်ဦးမျိုးနယ်အတွင်းစစ်ကော်မရှင်စစ်ကြောင်းပြက်တဲ့အထိတိုက်ခိုက်နိုင်ခဲ့တဲ့မှတ်တမ်းရုပ်သံကိုပြည်သူ့ကာကွယ်ရေးအဖွဲ့ခင်ဦးမျိုးနယ်ကထုတ်ပြန်လိုက်ပါတယ်။ ပြည်ကရက်စက်တင်ဘာ22ရက်ကခင်ဦးရွှေဘူအဆက်တက်နေရမှာအင်အား90ခန့်ရှိတဲ့စစ်ကော်မရှင် စစ်ကြောင်းကိုခင်ဦးမျိုးနဲ့တော်လန်ရေးအင်အားစုတွေပူးပေါင်းပြီးဂျာဖြတ်ပိတ်ဆို့တိုက်ခိုက်ခဲ့ရာဒုဗိုလ်မှူးကြီးနဲ့ဗိုလ်ကြီးအပါအဝင်စစ်ကောင်စီတပ်သားအများအပြားတိုက်ဆုံခဲ့တယ်လို့သိရပါဗျ။တိုက်ပွဲအတွင်းစစ်ကော်မရှင်စစ်ကြောင်းတစ်ခုလုံးပြက်ကတပ်သား၂ယောက်ဖမ်းဆီးရမိပြီးတော်လန်ရေးရဲဘော်တွေကတော့အထီးကိမရှိခဲ့ဘူးလို့သိရပါဗျ။ဒါပြင်စစ်ကော်မရှင်တပ်သားတွေထံကနေ MA3 လေးလံ MA1 ငါးလံ BA63 G3 တလံ ကာပိုင်တလန် BA160 60mm ကွန်မန်ဒိုစိန်ကြောင်းတို့တလန် MA5 pistol တလန် MA ဂျီပေါက်တန်3ခု MA ဂျီပေါက်ကော်6ခု BA63 G3 ဂျီပေါက်3ခု MA5 pistol ဂျီပေါက်တစ်ခု၈ရက်မိုင်းလေးလုံးမြင်းမိုင်းနှလုံး 60mm ဘုံးသီးလေးလုံး RPG ဘုံးသီးတစ်လုံးအီနာကာနှလုံးဂျီကာအုတ်ထုတ်6လုံး 5.56G 286တောင်း 9mm G 9တောင်းနေ ငွေကျပ်52သိန်း9000ကျပ်တိတ်စီရရှိခဲ့တယ်လို့သိရပါတယ်။ကျမရဲ့သတင်းတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။